ကလေးတို့ရေဒီချေကတော့သိပ္ပံဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေချမ်းဖြစ်ပါတယ်ဒီနေ့ကတော့အခန်းနှစ်ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်များအနေပြီးတော့မှအပိုင်းတက်အသက်ရှူခြင်းအကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီချေတို့လူသားတွေအသက်ကိုဘယ်လိုရှူကြလဲ တကယ်လို့လူသားတွေကဘာဖြစ်လဲကြီးထွားဖွံ့ဖြိုးဖို့အသက်ရှင်ဖို့နဲ့အတွက်ကြောင့်ဘာလို့လူမလဲတန်ရှင်းတဲ့အစားစာတွေလိုမဲ့ရေလိုမဲ့လေနဲ့နေစရာတွေတကယ်လို့လိုအပ်ပါမယ်။လုပ်ငန်းတစ်ကလေးကိုဒီချိန်နဲ့တူတူကြည့်အောင်အသက်ရှူရန်အတွက်မြည်သည့်ခန္ဓာကိုယ်အစိပ်ပိုင်းများကို အသုံးပြုရပါသည်လေ ကာကြီးပေးထားတဲ့ပုံအဲ့တော့ဒီချိန်ပုံလေးနှစ်ပုံပေးထားတယ်အဲ့တော့ပေးထားတဲ့ပုံတက်မှာဆိုရင်တင်တိတဲ့အင်္ဂါအစိပ်ပိုင်းလေးကိုဒီချိန်ကိုဖော်ပြပေးပါခါခွေမြည်သည့်အင်္ဂါအစိပ်အပိုင်းကအသက်ရှူလုပ်ငန်းကိုအဓိကလှုပ်ဆောင်ပေးတယ်လို့ထင်ပါတယ်ကငယ်လေဟာခန္ဓာကိုယ်ရဲ့ဘယ်အစိပ်ပိုင်းမှာစပြီးတော့ဝင်ရောက်လာပါသလဲ။ဂါကြီးလေဝင်ရောက်လာပုံနဲ့ပြန်ထွက်သွားပုံလမ်းကြောင်းအစင်းစင်းကိုမှန်းစပြီးတော့ဆွေးနွေးပေးပါ ကဲဟုတ်ပြီဒီချက်ကိုတောင်းသမီးတို့မှန်းဆဆွေးနွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကာကြီးမိကုံးလေးကိုဒီချက်နဲ့အတူတူပြန်သွားမယ်အဲ့တော့ပေးထားတဲ့ပုံမှာတင်တိတဲ့အင်္ဂါစိတ်ပိုင်းလေးတွေကိုပြောပြပေးပါအမ်းဟုတ်တယ်တောင်းသမီးတို့လွတ်လွတ်စွာဖြေဆိုလို့ရတယ်ကဲအဲ့တော့ခါဝေးမိကုံးလေးကိုဒီချက်နဲ့အတူတူကြည့်မယ်အဲ့တော့ဘယ်အစိတ်ပိုင်းကအသက်ရှူလုပ်ငန်းကိုအဓိကလုပ်ဆောင်ပြီလဲပုံလေးကိုကြည့်ကြည့်နော်အမ်းဟုတ်တယ်အစုတ် ဟုတ်ပြီနော်တချို့တော့အသက်ရှူလမ်းကြောင်းကိုအဓိကလှုပ်ဆောင်ပေးတာကအဆုတ်ဖြစ်တယ်။ကဲခန်းငယ်မိန်းကုံးလေးကိုဒီချင်တဲ့သူပြန်သွားမယ်။လေဟာခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းမှာစပြီးတော့ဝင်ရောက်လာတယ်လဲ။ဟုတ်တယ်။လေဟာတချို့တို့ရဲ့နှာခေါင်းလေးဗဇက်တရားနေပြီးတော့မှစပြီးတော့ဝင်ရောက်လာတယ်။ဟုတ်ပြီတချို့တို့ခါကြီးမိန်းကုံးလေးကိုပြန်သွားကြမယ်။လေဝင်ရောက်လာပုံနဲ့ပြန်ထွက်သွားပုံလမ်းကြောင်းအစင်းစင်းကိုမတ်စာပြီးတချို့တို့တွေဆွေးနွေးမယ်။ ဟုတ်တယ်ဒီချက်ဖြစ်ပြီမယ်နော်။လေဟာနှက်ခေါင်းဒါမှမဟုတ်လို့ရှိရင်ဗဇက်ကနေပြီးတော့မှအစုတ်အတွင်းသို့ဝင်ရောက်လာပြီးတော့မှအဲ့ဒီလမ်းကြောင်းလေးအတိုင်းပဲပြန်ထွက်သွားပါတယ်ကွယ်။အဲ့တော့သင်ငန်းစာလေးကိုဒီချက်တို့ဒီမှာပဲရှင်းထားလိုက်ကြရအောင်။နောက်သင်ငန်းစာမှာပြန်ပြီးမယ်နော်။အဲ့တော့ဒီချေရိုးတွေရဲ့အဆုတ်ဟာဘလို့အလုံးလို့တလဲဆိုတာကို လက်တွေ့လေ့လာကြရအောင် ကဲအဲ့တော့တချေရိုးလေးဒီမှာလိုအပ်တဲ့ပစ္စည်းလေးတွေရှိတယ်ဒါကတော့ကော်ဘူးကော်ဘူးလေးကိုတော့တချေရိုးတွေကအောက်မှာအပေါက်ဖောက်ပေးထားရမယ်ပြီးသွားလို့ရှိလို့ရှိရင်တော့အစုံနဲ့တန်းတူတဲ့ပူပေါင်းလေးပေါ့နော်အသေးပူပေါင်းလေးလိုမယ်ပြီးသွားလို့ရှိရင်ပိုက်အကြည့်တချောင်းလိုပါမယ်ပြီးသွားလို့ရှိရင် rubber rubber ဆဓမ္မမို့လို့ရှိရင်လည်း rubber လက်အိတ်လိုပါမယ်ပြီးသွားလို့ရှိရင်တော့တိတ်အကြည့်လိုပါမယ်တိတ်အကြည့်ကတော့တချေရိုး နော်ဒီမှာဓာလေးတွေကိုပြုတ်လို့ဖို့ပေါ့နော်တိတ်တိတ်ကြီးလိုမယ်ပြီးသွားလို့ရှိရင်တော့တိတ်ကြီးကိုဖြတ်ဖို့ကကြီးလေးတော့လိုပါမယ်ကဲအဲ့တော့တချေတို့တွေအရင်ဆုံးဒီမှာအဆုံနဲ့တန်းတူတဲ့ပူပေါင်းလေးမှာတချေတို့ကတိတ်ကြီးလေးနဲ့ပိုက်ချီဒီမှာတချေတို့တွေကပ်ပါမယ် ုတ်ပြီတချေတို့တွေဒီမှာတိတ်ကြီးလေးကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့တချေတို့ဘူးအဖုံးလေးမှာတချေတို့ကပိုက်ကလေးကိုတချေတို့ထည့်ပါမယ်ဟုတ်ပြီနော်ပြီးသွားလို့ရှိလို့ရှိရင်တော့တချေတို့က ဟုတ်ပြီတကယ်တော့အခုဆိုလို့ရှိရင်တော့တကယ်တော့ rubber လေးကိုတကယ်တော့ဘူးဖောက်ပြီးထားတဲ့ဖင်ဘက်ကလေးကနေပြောတကယ်တော့ပြပါမယ် လိုပုံစံလေးရပြီเนาะကဲအဲ့တော့ဒီချေတို့တွေကဒီချေတို့ရဲ့အစုပ်ကလေးရလဲဒီချေတို့ဒီလိုပုံစံလေးပုံစံတူလေးပဲเนาะအလုပ်လုပ်တယ်ဆိုတာကိုဒီချေတို့ပြပါမယ်အဲ့တော့ဒီချေတို့တွေက rubber ဆတွေရဲ့အလေကိုဒီချေတို့အောက်ကိုဆွဲလိုက်ပါမယ်ကဲဘာလေးကိုတွေ့ရပါသလဲချေတို့တွေအစုပ်နဲ့တဒံတူတဲ့ဘူပေါင်းလေးဘယ်လိုဖြစ်သွားတာကိုတွေ့ရပါသလဲ ဟုတ်ပြီတချို့လေလေးကတချို့ဒီလိုမျိုးဆွဲလိုက်တာဖြစ်တဲ့အတွက်ကိုဘူးလေးတွေကိုလေဝင်လိုက်တာဖြစ်တဲ့အတွက်ကလေဝင်သွားတဲ့အတွက်ကြောင့်မလို့တချို့ဘူပေါင်းလေးကဖောင်းလာတာကိုတောက်သမီးတို့တွေ့ရပါလိမ့်မယ်။ဟုတ်ပြီတချို့ rubber ဆာလေးကိုတချို့ကဒါလေးကအောက်ကိုတချို့ဆွဲရနော်။တချို့ကဘာဖြစ်လဲဆိုလို့ရှိရင်တော့အတွင်းထဲကိုတချို့ပြန်ပြီးတော့ထည့်လိုက်မယ်ဆိုရင်ဘာလေးကိုဘယ်လိုတွေ့ရမလဲ။အဲတချို့ကဘူပေါင်းလေးကဘာဖြစ်လဲပြန်ပြီးတော့မှ သေးသွားတယ်ပြန်ကျုံသွားတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပြီကဲဒီ share လုပ်သလိုမျိုးအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ကဲသားတို့သမီးတို့လက်တွေပြုလုပ်ကြည့်ပါနော်။အဲ့တော့သင်ကန်းစာလေးကိုဒီ share တို့ဒီမှာပဲရှင်းထားလိုက်ကြရအောင်။နောက်သင်ကန်းစာမှာပြန်တွေ့မယ်နော်။ကျေတော့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာကြမယ်။ လုပ်ငန်း၃လေးမှာတော့တချို့တို့ဖော်ပြထားတဲ့ပုံလေးတွေကိုဒါတို့သမီးတို့ကြည့်ကြည့်ပေးပါဟုတ်တယ်เนาะအောက်ဖော်ပြပါပုံလေးတွေမှာဆိုလို့ရှိရင်เนาะအစုပ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ပြပေးထားပါတယ်တချို့တို့အဲ့တော့အစုပ်နဲ့အစုပ်ပုံစံတူတို့ရဲ့တူညီတဲ့အစိပ်ပိုင်းလေးတွေကိုနှိုင်းရှင်ကြည့်ပြီးတော့တချို့တို့တွေကအညွှန်းစာလေးတွေရေးကြရအောင်ဒီဘက်ကတော့တချို့တို့တွေကအစုပ်ပုံလေးပေါ့เนาะဟိုဘက်ကတော့တချို့တို့ဗာလဲအစုပ်ပုံစံတူလေးကဲအဲ့တော့တချို့တို့ကြည့်ကြည့်မယ် ဲ့ဒီတော့ဒီချေတို့အဆုတ်ပုံစံတူလေးတွေကိုဒီချေတို့ကလက်တွေ့အသုံးပြုပြီးတော့တွေးရှိချက်ကလေးတွေကိုဒီချေတို့ကြည့်ရအောင်အဲ့တော့ကာကြီးအဆုတ်ပုံစံတူမှာဆိုလို့ရှိရင်အမှတ်စဉ်တရေနှစ်ရေသုံးရေဟာဘယ်ဟာတွေကို ကိုစားပြုပါသလဲဟုတ်ပြီကြည့်ကြည့်ပါအဲ့တော့အမှတ်စဉ်တရေနှစ်ရေသုံးရေမှာတကလေပြွန်းနှစ်ကအဆုတ်သုံးကရင်ဝမ်းချကြွတာဖြစ်တယ် ကဲပြီးသွားရင်ဒီချေတို့ခါခွေးလေးကိုမိငုံလေးဖြည့်ကြည့်အောင်ရင်ဝမ်းချကြက်သွားမှာဆိုရင်အောက်တို့နိမ့်ချချိန်မှာအဆုတ်ကဘယ်လိုဖြစ်သွားမလဲဟုတ်ပြီရင်ဝမ်းချကြက်သွားမှာဆိုရင်အဆုတ်ကအောက်တို့နိမ့်ချသွားတဲ့အခါမှာအဆုတ်အတွင်းတို့လေတွေဝင်ရောက်လာပြီးတော့မှဒီချေတို့ဖောင်းသွားတာကို တွေ့ရပါလိမ့်မယ်ဟုတ်ပြီခါငယ်ရင်ဝမ်းချကြက်သားအပေါ်ကိုမြင့်တက်တဲ့ချိန်မှာအဆုတ်ဘယ်လိုဖြစ်မလဲကဲရင်ဝမ်းချကြက်သား နော်အပုပ်ကိုမြင့်တက်သွားတဲ့အခါမှာအဆုတ်ကဘာဖြစ်လဲဆိုရင်အဆုတ်အတွင်းမှလေတွေကပြန်ထွက်သွားပြီးတော့ပိန်သွားတာကိုတွေ့ရပါမယ်။ကဲဂါကြီးရုံဝမ်းချကြတာအောက်တိုနေကြချိန်မှာမြည်သည့်အသက်ရှူခြင်းဖြစ်တယ်လေ။အဲ့တော့ရုံဝမ်းချကြတာဘာဖြစ်လဲ။အောက်ကိုနေသွားတဲ့အခါမှာဆိုလို့ရှိရင်နော်အသက်တရှည်တို့ရှူသွင်းခြင်းကိုဖြစ်ပေါ်တယ်။ကဲ့ နောက်တစ်ခုရင်ဝမ်းချချက်တာအပေါ်သို့မြင့်တဲ့ချိန်မှာဆိုရင်ဘလို့အသက်ရှူခြင်းဖြစ်တယ်လဲရင်ဝမ်းချချက်တာဘာဖြစ်လဲအပေါ်ကိုမြင့်တဲ့အချိန်မှာဆိုလို့ရရင်တော့ဒီခြေတို့ကအသက်ရှူခြင်းကိုဖြစ်ပေါ်ပါတယ်ကွယ်အဲ့တော့သင်ခန်းစာလေးကိုဒီခြေတို့ဒီမှာပဲရှင်းထားလိုက်ကြရအောင်နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော် ်ကဲတောက်သမီးတို့ပုံလေးကိုကြည့်ကြည့်လိုက်ပါနော်အဲ့တော့အသက်ရှူခြင်းမှာဆိုလို့ရှိရင်ရှူသွင်းခြင်းနဲ့ရှူထုတ်ခြင်းနဲ့ပါဝင်တယ်အသက်ရှူခြင်းဆိုတာကတော့တချို့တို့ပြင်ပမှာရှိတဲ့အောက်ဆီဂျင်ဓာတ်ငွေ့ပါတဲ့လေကိုတချို့တို့ကရှူသွင်းလိုက်မယ်ခန္ဓာကိုယ်ထဲကိုရှူသွင်းလိုက်ပြီးတော့ခန္ဓာကိုယ်ကနေပြီးတော့ပြန်ပြီးတော့ကာဗွန်နာအောက်ဆိုက်ဓာတ်ငွေ့ပါတဲ့လေကိုပြန်လဲရှူထုတ်လိုက်တဲ့အခြေပဲဖြစ်ပါတယ် ရတချေတို့တွေရဲ့အသက်ရှူခြင်းအတွက်အဆုတ်တွေကိုတချေတို့ကအသုံးပြုရတယ်။အဆုတ်ကခန္ဓာကိုယ်ရဲ့ရင်ကောင်းပိုင်းမှာတည်ရှိပြီးတော့နံရိုးတွေနဲ့ကာယံလျက်ရှိပါတယ်။အဲတော့ရင်ဝမ်းဆန်းစက်သားတွေကကြတော့အဆုတ်တွေရဲ့အောက်ဘက်ပိုင်းမှာတည်ရှိပြီးတော့ရင်ကောင်းရဲ့ပိုင်းနဲ့ဝမ်းပိုက်ပိုင်းကိုတချေတို့ကပိုင်းခြားထားပါတယ်။ ရင်ဝမ်းချချက်သားရဲ့အောက်ဘက်ကိုနှိမ်သွားလို့ရှိလို့ရှိရင်တော့အဆုတ်ကပြန်ကားပြီးတော့မှလေအိမ်ငယ်လေးတွေဟာခြေလာတယ်။အဲ့ဒီအခါမှာလေဟာနှာခေါင်းကနေဝင်လာပြီးတော့မှ လေပြုံးကနေတဆင့်အဆုတ်အတွင်းသို့ရောက်ရှိပြီးရှူသွင်းခြင်းကိုတကယ်လို့ဖြစ်ပေါ်တယ်။အဲ့ဒီနောက်မှာတော့ရင်ဝမ်းချချက်သားဟာအပေါ်ကိုပြန်တက်သွားတဲ့အချိန်မှာတော့အဆုတ်အတွင်းမှလေဟာလေပြုံးကနေပြီးတော့နှာခေါင်းကနေတဆင့်အပြင်ဘက်ကိုတကယ်လို့ကရှူထုတ်လိုက်တဲ့ဟာကိုတကယ်လို့ရှူထုတ်ခြင်းဖြစ်ပေါ်သွားပါတယ်။ အဲ့တော့အသက်ရှူခြင်းလုပ်ငန်းဆိုင်ရာမှာဆိုလို့ရှိရင်เนาะအဆုတ်လှုပ်ရှားရန်အတွက်တကယ်လို့ကရင်ဝမ်းချကြက်သားနဲ့ နန်ယိုးကြကြသားတွေကအုံနောက်ရဲ့လှုံ့ဆော်မှုအရာတခြေတို့ကိုကူညီဆောင်ရွက်ပေးပါတယ်ကွယ်။နှစ်ချောက်ရမယ်ဆိုလို့ရှိရင်တော့အသက်ရှင်လမ်းကြောင်းပါဆိုလို့ရှိရင်နှကောင်းပါမယ်၊ပါဇက်ပါမယ်၊လေပြွန်ပါမယ်၊အဆုတ်ပါမယ်၊ပြီးရင်ဝမ်းချကြသားပါမယ်၊ပြီးအင်္ဂါအစိပ်ပိုင်းတွေပါဝင်ပြီးတော့အသက်ရှင်ချင်းရှုထုတ်ခြင်းလုပ်ငန်းတွေကိုအတူပူးပေါင်းပြီးတော့သူတို့ကဆောင်ရွက်ပေးကြပါတယ်။ရင်ဝမ်းချကြသားတွေတခြေတို့အောက်ကိုကျသွားမယ်ဆိုလို့ရှိရင်တော့အဆုတ်တွင်းမှာလေအိတ်တွေကဖောင်းလာပြီးတော့လေတွေဝင်ရောက်လာတယ်။ ရင်ဝမ်းချချက်သားဟာတွန်းပင်းလိုက်တဲ့အခါမှာတော့ဘာဖြစ်လဲအဆုတ်တွင်းမှလေတွေကပြန်ထွက်သွားပြီးအဆုတ်ကမူလအတိုင်းပြန်လည်သိငယ်သားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့သင်ငန်းစာလေးကိုဒီချေတို့ဒီမှာပဲရှင်းထားလိုက်ကြရအောင်နောက်သင်ငန်းစာမှာပြန်တွေ့မယ်နော်